ဟုတ်ကျွန်တော်လေးကျွန်တော် app လေးတစ်ခုနဲ့ကျွန်တော်ပြောပြမယ်အဲ့ဒီ app လေးကကျွန်တော်ဒီငလီလှုပ်လို့ရှိပေါ့နော်ချက်ချင်းအတိပေးတဲ့ app လေးပေါ့ဒီ my aqua ကျွန်တော်အလမ်းဆိုတဲ့ဟာလေးပေါ့နော်အဲဒီဟာလေးပေါ့နော် ကျော်ဒီမှာလက်ပြရပါမယ်နော်အဲ့ဒီဟာလေးကကျွန်တော်တို့သူ့စီမှာကတော့ဆော့ရဲဝင်လိုက်မယ်ဆိုလို့ရှိမှာနော်သူကဒီဒီလိုမျိုးနေရာလေးရေပေါ့နော်ပင်နိုင်ငံမှာဘယ်လိုငလင်လှုပ်နေလဲအဲအဲ့လိုမျိုးလေးပေါ့နော်အချိန်နဲ့တပြီးနီးသူတို့ကထုတ်လုပ်ပြီးတော့ပေါ့ဒီမှာဘေးနားမှာဆိုလို့ရှိရင်ကျွန်တော်ဒီလက်တီကျူလီလေးပေါ့နော်ကျွန်တော်ဒီအာလှုပ်ခတ်သွားတဲ့နှုံးလေးပေါ့နော်အဲအားလေးရေကျွန်တော်ပြပါမယ်ဒီမှာဆိုလို့ကျွန်တော်ဒီမြန်မာထိုင်းပေါ့နော်ဘယ်နေရာမှာဘယ်တိုင်းမှာဘယ်အချိန်မှာဘလောက်အားနဲ့ငလင်လှုပ်လှုပ်ခတ်သွားတာလဲအဲ့လိုမျိုးမှာသူအတိအကျပြောထားပြီးရယ်ဆိုတော့အဓိကကျွန်တော်ဒီအက်လီကိုပြောရတဲ့ယူရချက်လေးကကိုယ့်အနေနဲ့လူညရ ီပါကြီးပေါ့နော်ကိုကဟိုစိတ်ချလက်ချအိတ်တာပဲဖြစ်တာမဟုတ်လဲကိုအိတ်ချင်တယ်ပေါ့နော်အိတ်ချင်တယ်ဆိုလို့ရှိရင်လည်းအာဒီအက်လီကိုကျွန်တော်ဟိုတွင်းထားပါတော့တွင်းပြီးလို့ရှိရင်တော့ဒီမှာသူစတင်ထဲမှာသွားပြီးတော့အလန်းလုံးလို့ရတယ်တော့ပြောထားပါတော့ကျွန်တော်ဒီဟာလေးတွင်းပြီးတော့အချိန်မီနဲ့တပီးကြီးကြည့်နေတယ်ပေါ့နော်ဒီထဲမှာဘာတွေအော်ဘယ်တိုင်းမှာဘာဖြစ်ဖြစ်သွားလဲဒါဆိုလွန်ခဲ့တဲ့18မိနစ်ကကျွန်တော်ဒီဘန်ကောက်ရဲ့ဒီအမ်ဘန်ပိုမှာဆိုရှိကျွန်တော်ဒီလွန်ခဲ့တဲ့18မိနစ်ကပဲပေါ့နော်ဒီအငလင်အတ္တိမဂနီကျူ1.9ရှိတဲ့အသေးသားလေးပေါ့နော်တအားရတော့မပြင်းတမ်းမဲ့ သိမလားကျွန်တော်ဒီငန်လင်းဆိုတာကအချိန်မီပေါ့နော်ကျွန်တော်တို့ဘယ်လိုပြောမလဲကိုယ့်နေရာကျုပ်ပြည်နေတဲ့ဟာမဟုတ်ဘူးကျွန်တော်ဒီနှစ်လေကဖြစ်သွားတဲ့ဟာဆိုလို့ရှိရင်ဘယ်သူမှလည်းကျုပ်ပြီးတတိပေးတဲ့ဟာမဟုတ်ဘူးဗျချက်ချင်းယုတ်ရထဖြစ်သွားဆိုတော့ကျွန်တော်ဒီညာဘက်တွေကိုလည်းသိရမလားတအားကြီးလဲဟိုစိတ်ချလက်ချအိပ်ဖို့ဆိုတာကလည်းလူတိုင်းတော့မအိပ်နိုင်ဘူးဗျအဲ့ဒါမှအဲ့လိုလည်းမရအောင်ကျွန်တော်ဒီအထုထဖြစ်ပေါ့နော်ဒီလိုကျွန်တော်တိုက်အမြင့်မှာနေရလူကြီးဆိုလို့ရှိရင်တအားအနေရရှိဗျကျွန်တော်ဦးလက်ရှိကျွန်တော်ကုကွန်ဒိုမှာဆိုလို့ရှိကျွန်တော်ခုနထပ်မှနေရပေါ့နော်ဆိုတော့ ခုနထပ်မှအော်ရှစ်ထပ်ပေါ့နော်ရှစ်ထပ်မှနေရဆိုတော့အကယ်၍တစ်ခုဖြစ်လာလို့ရှိရင်အဲကိုနေနဲ့ပြေးစင်းဖို့ကလည်းဓလိကားမရှိဘူးဗျာဓလိကားလို့ကျွန်တော်တို့သုံးလို့အဆင်မပြေအချိန်ရအောင်ရှိနေတော့ဒီခလီကားနဲ့ပြေးစင်းရအောင်ဗျာအဲ့လိုမျိုးလေးဆိုပေါ့နော်ကျွန်တော်ဒီဒီမှာမနေတော့လေတခြားနေရာပြောင်းဖို့ဆိုတာကလည်းကျွန်တော်တို့အတွက်နည်းနည်းခက်ခဲဖြစ်တော့ပေါ့နော်ဆိုတော့ကျွန်တော်လိုမျိုးလူမျိုးတွေလည်းရှိမှာပေါ့နော်နည်းနည်းတို့အမြင့်မှနေတဲ့နေရာမျိုးရှိမှာသူတို့နေတဲ့တခြားနေရာသွားဖို့အဆင်ပြေတဲ့လူတွေလည်းရှိအောင်ရှိလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးလူတွေအတွက်ကျွန်တော်အကြံပေးတော့ဒီ app လေးကို download ပါဒီ app လေးကတော့ အော်ဒီအမမဟုတ်ဘူးဗျာတခြားဒီ application ရှိရတဲ့ဒီ Google Play Store သွားရှာကြည့် app ကိုဆိုပြီးတော့လေ app ကိုအလန်းပေါ့နော်ဒီအလန်းပေးရတာလေ तू ကချက်ချင်းကိုယ့်ရဲ့ location တောက်ပိုင်းမှာဆပြီးဖြစ်တာနဲ့ဆိုလို့ရှိရင် तू ကအလန်းချက်ချင်းထပြီးရောပေါ့နော်အဲလိုမျိုးလေးပေါ့နော်ဆိုတော့ဒီမှာတော့ကျွန်တော်လက်ရှိထိုင်းနိုင်ငံတော့ကျွန်တော်ဟိုလောက်ထားတာပေါ့နော်အကေကိုနေကိုကမြန်မာမှာနေရဆိုလို့ရှိရင်မြန်မာမှာကိုလုံးလေးရတယ်အဲထိုင်းမှာဆိုဒီလုပ်ငန်းဆန်းနှစ်မိနစ်တစ်နာရီအဲလိုမျိုးအမျိုးမျိုးပြနေတယ်ပေါ့နော်အားလေးကို down ထားမယ်ဆိုလို့ရှိရင်တော့ဒါကိုကနည်းတတိယနဲ့တော့နေလို့ရတယ်ပေါ့နော် ပြီးတော့ကညာအိမ်မှာပါမယ်ဆိုလို့ရှိရင်တော့အ ਨੇ စုံတော့တိရမတက်ရောက်တော့မနေဘူးကျွန်တော်အကြံပေးရပါတော့ကိုမမိသားစုဝင်တော့တငငင်းရှိရင်ရှိရင်လဲကိုကအဖြစ်နိုင်ရင်တော့အော်တချို့နေနိုင်တဲ့လူတွေနေကြတာပဲပေါ့တညာလို့ပေါ့နေနိုင်မယ်လို့ပြောကြတာပေါ့နော်အကြံပေးရတော့တငငင်းမှရှိလို့ရှိရင်တငငင်းနေနေတက်ရောက်တော့လဲအိတ်ဆောင်ရင်ပေါ့နော်အဲ့လိုလုပ်တာကပိုကောင်းတယ်အာဒီတိုင်းတော့တိရမလားစိတ်ချလက်ချအိတ်ဖို့ဆိုတာကကျွန်တော်တို့ရဲ့နည်းနည်းမဖြစ်နိုင်အောင်ပေါ့နော်ဒီထိုင်းနိုင်ငံကလည်းကြီးညာထားတာကတိရမနည်းနည်း ထပ်ပြီးတော့ after shock wave ဆိုတာကျွန်တော်ရှိတယ်ဗျာငလင်အကြီးလှုပ်ပြီးလို့ရှိရင်ဒီ shock wave shock wave လေးတွေပေါ့နော်အဲ့လိုငလင်လှုပ်တာမျိုးအသေးစားလေးထပ်ပြီးလှုပ်တာမျိုးရှိတယ်ဗျာအဲ့လေးဆိုတော့အာအကဲကိုနေနဲ့ကိုနေရဲ့နေရာကိုနေတဲ့ကွန်ဒိုကဟိုအဆောက်အဦကခိုင်ခန့်လို့ရှိရင်တော့ဘာမှမဖြစ်ဘူးပေါ့နော်အဲတခါလေကြောက်ရှင်ကိုနေတဲ့အဆောက်အဦကတအား တင်မလားပျက်စီးကာစားအဲ့လိုပျက်စီးတော့မဲ့အချိန်နေမျိုးမှာရှိနေတယ်မယ်ဆိုလို့ရှိရင်တော့နည်းနည်းအနေများတယ်ပေါ့နော်အခုဒီဘန်ကောက်ဒီမှာဖြစ်တဲ့ဒီခုံင်းနေဆိုလို့ရှိရင်အဆောက်အဦတွေကနည်းနည်းယူရင်းပျက်စီးတဲ့ဟာလေးတွေအဲ့လိုမျိုးဆိုလို့ရှိရင်တော့ကျွန်တော်နည်းနည်းအစိုးရရတော့ပေါ့နော်ဆိုတော့ကိုနေနဲ့အဆောက်အအုံကဘယ်လောက်ထိခိုင်နေပါသေးမလဲငလင်အားနည်းနည်းများလို့ရှိရင်လည်းပျက်စီးနိုင်တယ်အဲ့လိုငလင်အားသေးတော့လဲကိုယ့်ရဲ့ကိုနေတဲ့ဒီအဆောက်အအုံကအချိန်မခိုင်တာတို့တခုဆိုလို့ရှိရင်လည်း အာပြက်စီနေတယ်ပေါ့နော်အဲကြောင့်မို့အနည်းဆုံးတော့ဒိနေနေပေါ့နော်အဲ့လိုရှိရင်လည်းဒိနေအိပ်ပါကျွန်တော်ခုနပြောတဲ့ဒီ software လေးပေါ့နော်ခဲ software လေးတွေမရှိဘူးဆိုလို့ရှိရင်မတွင်းသားနိုင်ဘူးဆိုလို့ရှိရင်ကိုယ်တငယ်ချင်းလေးပေါ့ကိုယ်တငယ်ချင်းလေးတွေဒါမှကိုယ့်ရဲ့အတိမိတ်ဆွေလေးတွေပေါ့နော်အချိန်တစ်ခုဖြစ်လာလို့ရှိဖုန်းဆက်ပါဆက်အဲ့လိုမျိုးပြောထားပေါ့နော်အဓိကတော့ကိုယ့်ရဲ့အသက်ကိုနည်းနည်းလောက်ဒီသတိထားပြီးတော့နေပေါ့နော်အာညဆိုတော့ကျွန်တော်အိမ်နဲ့အချိန်တွင်းဘာမှဆိုဖြစ်သွားနိုင်တာပေါ့နော်အဲ့ကြောင့်သတိရနေပါဒီတရက်နှစ်ရက်လောက်ပဲဒီငလင်းဆိုတာကလည်းသိပါလို့ရက်ရှိ အာလှုပ်ခတဲ့အရာမဟုတ်တော့ကိုနေနဲ့ဒါကလည်းကျွန်တော်ဖြစ်လိဖြစ်တာမရှိဘူးဗျာဒီမြန်မာအခုမြန်မာမှာဆိုဖြစ်လာတာကြောင့်အဓိကဒီမြန်မာစကိုင်းအဲ့အဲ့ဘက်ချမ်းမှာပေါ့နော်အဓိကဖြစ်ပြီးတော့ဒီဘေးနားကကြောင့်ဒီ short way လေးပေါ့နော်ဒီ way အသေးစားလေးတွေဒီဘန်ကောက်ထိလာပြီးတော့ထိတာပေါ့နော်အာဆိုတော့ကိုနေနဲ့ဟိုနောက်ဘာဖြစ်လာမလဲဆိုတာမသိနေတာဖြစ်အတွက်အဓိကကတော့အာဘယ်လိုပြောမလဲတတိယနေကြပေါ့နော်ကျွန်တော်အဲ့ဒါလေးပြောချင်ပါတယ်